မင်္ဂလာပါရှင်ကင်တဲ့တရင်သုံးတပ်ဖို့တမှုများပြန်လဲရွေးချယ်တင်မြောက်တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ကရင်အမျိုးသားများကာကွယ်တဲ့ကင်တဲ့ပြူဟာအမတ်တတရင်သုံးတပ်ဖို့တမှုပြန်လဲရွေးချယ်တင်မြောက်ခဲ့တယ်လို့ကင်တဲ့ပြူဟာတက်ကထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့အော်တိုဘလာ14ရက်နေ့မှာကန်တဲ့တည်ရင်တုံးတပ်ဖို့တမှုတွေပြန်လဲရွေးချယ်တင်မြောက်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ အဆိုပါအခမ်းအနားမှာရခင်တက်ခွဲနေတက်ခွဲမှုကိုတက်ရင်မှုအဖြစ်တက်ခွဲတက်ခွဲမှုကိုဒူးတက်ရင်မှုအဖြစ်တာဝန်ပေးအပ်ခဲ့ပြီးတက်ရင်ယုံဦးစီမှုအပါဝင်တာဝန်တချို့ကို ပြန်လည်ရွေးချယ်ခဲ့တယ်လို့ဆိုထားပါတယ်။ပြီးခဲ့တဲ့စက်တဘာလ9ရက်နေ့ကလည်းကင်တဲ့ပြူဟာတက်ပြူဟာမှုစစ်နေပြူဟာမှုနဲ့ယုံဦးစီမှုတာဝန်တွေကိုပြောင်းလဲဖွဲ့စည်းအနံပွဲပြုလုပ်ခဲ့ပါတယ်။ KNDF ဘျူဟာအမတ်တင်မှာတည်ရင်3တည်ရင်17နဲ့တည်ရင်31တို့ပါဝင်ပြီးဖဲခွန်စုံအတွင်ဆက်စင်ရေးတွေဖော်ဆောင်နေတဲ့ဘျူဟာဖြစ်ပါရဲ့ရှင်။